မင်္ဂလာပါရှင်ဖက်ခုံရဲ့အရှိဖက်ချန်ဆောင်းတိုင်းခဲကြီးရွာကိုစစ်ကောင်စီနဲ့ပြန်သူကရွာလုံးကျမီရှုခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်ရှမ်းကရနီနယ်ဆက်ဖက်ခုံရဲ့အရှိဖက်ချန်ကိုစစ်ကောင်စီနဲ့ပြန်သူပြည်သူစစ်တို့ကစစ်ကြောင်ထိုးလာပြီးတော့ဆောင်းတိုင်းခဲကြီးရွာကိုရွာလုံးကျမီရှုခဲ့တယ်လို့စစ်ရေးတရင်အရင်းမြစ်များက KPP ကို ပြောကြားပါတယ်စစ်ကောင်စီနဲ့ပြန်သူပြည်သူစစ်တို့က ဖက်ခုံရဲ့အရှိဖက်ချံကိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးနေပြီးတော့ဇွန်လ24ရက်နေ့ညနေပိုင်းမှာဆောင်းနိုင်ခဲကြီးရွာကိုရွာလုံးကျမိရှုခဲ့တယ်လို့ရှစ်တန်းတည်ရင်မြစ်တူကပြောပါတယ်။အဆိုပါစစ်ကောင်စစ်စစ်ကြောင်းကပြီးခဲ့တဲ့ဇွန်လ23ရက်နေ့ကစပြီးစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီးတော့လက်ရှိအချိန်မှာဆောင်းနိုင်ခဲကြီးရွာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်။ အဲ့လိုစစ်ကြောင်ထိုးပြီးတဲ့နောက်မှာတော်လိုင်းရေးတပ်ဖွဲ့များနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်က လေကြောင်းများလက်နက်ကြီးများပစ်ကူပြီးတိုက်ခိုက်လျက်ရှိပါတယ်။စွန်လ24ရက်နေ့နေ့လယ်နာရီဝန်းကျင်ကလည်းစစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်ခဲ့ပြီးတော့လက်နက်ကြီးများအစမပြတ်ပစ်ခတ်နေကြောင်းစစ်ရေးတရင်အရင်မြင့်များကပြောပါတယ်။ပြီးခဲ့တဲ့စွန်လ2ရက်နေ့ကလည်းဖက်ခုံရင်အရှိဖက်ချန်းက ြေးရွာများကိုစကောင်းစင်းနဲ့ပြန်လို့ပြစ်တုစစ်တို့ကအင်အားတထောင်ကျော်နဲ့စစ်ကြောင်းထိုးလာတဲ့အတွေ့တော်လန်ရေးဖက်ကနေရာ၃ခုထပ်မနေပြန်လည်ဆုတ်ခွာပေးလိုက်ရပါတယ်စစ်ကောင်းစင်းနဲ့ပြန်လို့တို့ကစစ်ကြောင်းထိုးလာပြီးတော့လက်နက်ကြီးများပြစ်ခတ်နေတာကြောင့်ဖက်ခုံရဲ့အရှိဖက်ချမ်းမှာရှိတဲ့ဆောင်းနန်းခဲလွယ်ပေါ်နတ်ပေါ်လုံးလက်ဟဲပင်နေကုံကုန်းပေါ်အပါဝင်ကျေးရွာ၁၅ရွာထပ်မနေ တိရခန်ထောင်တဲ့ချီစစ်ပေးသိမ်းရှောင်နေကြရပါတယ်ရှင်